ချစ်တော်တရားရှိဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တစ်ဖန်ကျွန်တော်အားလုံးဖျားပေးတဲ့ခါမှာ ဤကဲ့သို့ဘုရားကောင်းကြီးပေးတဲ့နေ့ရက်တည်းမှာပြန်လဲဆုံတွေ့ရပြီးတော့ယခုလောနှုတ်ကပတ်တော်အားဖြင့်ခံယူဖို့အချိန်ကာလပေးတဲ့အတွက်ကြောင့်အထူးပဲဝမ်းသာပါတယ်။ရောက်စီတိုင်းလည်းပဲနေ့ရက်စဉ်တိုင်းဒီနှုတ်ကပတ်တော်တွေကိုသင်တို့ခံယူပြီးတော့နားတော်တာဆင်ကြတဲ့အခါမှာရောက်စီတိုင်းလည်းပဲဝိညာဉ်ခွန်အားများစွာရရှိခံစားကြပါစေ။ဘုရားနဲ့ပုံပုံနီးကပ်စွာအသက်ရှင်နိုင်ကြပါစေ။ဘုရားသခင်ကိုအမြဲမျှော်လင့်ပြီးတော့ဘုရားရဲ့အမှုတော်အတွက်လည်းပဲတတောင်းတနေရာကနေမှအမြဲတမ်းပဲစက္ကပ်ပါဝင်နိုင်ကြပါစေ။ယခုလည်းပဲသင်တို့ပါဝင်နိုင်တယ်နော်။ယခုလောကျွန်တော်ဒီ မော်နီဒီဗိုးရှင်းအခုလောနန်းနဲ့ရောင်ဝတ်တွေကိုနားထောင်တဲ့အခါမှာလည်းပဲနန်းနဲ့ရောင်ဝတ်ကနေမှရရှိတဲ့ဝိညာဉ်ခွန်အားနဲ့အတူကျွန်တော်ကလည်းသူတို့ဘာကိုပြန်လှည့်ပြီးတော့ live and share လေးလုပ်ပြီးတော့ကျွန်တော်အားလုံးသာသနာခီးကိုအတူတကွလက်တွဲကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲကျွန်တော်ရဲ့အသက်တာမှာတို့ရှိဖရားရဲ့ကောင်းမြတ်ခြင်းကိုပြန်လှည့်ပြီးတော့မြည်ဆကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲကျွန်တော်အားလုံးအန်ဒီရဲ့ဂျိုင်ဝမ်းထဲမှာရောက်နေတော်ညာလည်းပဲဖရားကာကွယ်ပေးမယ်နော်အန်ဒီရဲ့စက်ကွင်းထဲမှာရောက်နေတော်လည်းပဲဖရားကာကွယ်ပေးမယ် ဘုရားသခင်ကတော့ရှင်ကျွန်တော်ကိုဘယ်တော့မှအန်တရေကြားထဲမှာကျွန်တော်ကိုဒီတိုင်းပဲပြစ်ထားတဲ့ဘုရားမဟုတ်ဘူးအန်တရေစုံတဲ့ကနေမှပဲလွတ်မြောက်အောင်ကျွန်တော်ကိုကယ်တင်တော်မူတဲ့ဘုရားဖြစ်တယ်ကျွန်တော်အားလုံးအတွက်ခရစ်တော်ကိုယ်တိုင်ကဒီကမ္ဘာလောကကိုဆင်းသက်ပြီးတော့တေခြင်းတမန်ဆိုတဲ့ဒီဂျိုင်ဝမ်းကြီးထဲမှာကျွန်တော်ယုံထွက်လို့မရဘူး ဒီကျွန်တော်အားလုံးကတော့ရှင်အပြစ်ရခပေးခြင်းတဲ့ကိုရောက်ခဲ့တယ်အဲ့ဒီဂျိုင်ဝမ်းထဲမှာရောက်ရှိနေတဲ့သူ့ရဲ့သားသမီးတွေကတော့ရှင်သေမင်းတမန်ထဲမှာမျက်နာတငငယ်နားတငငယ်နဲ့နေနေတာကိုဘုရားကလို့ရှင်တကယ်ပဲနစ်မြို့တဲ့ဘုရားမဟုတ်ဘူးဒါကြောင့်ဘုရားသခင်ကတော့ရှင်အဲ့ဒီချင်းရကိုတွေ့တဲ့ခါမှာကျွန်တော်အားလုံးတဲ့ဘုရားကစီမံကိန်းဆွဲပြီးသားပဲ။ဒါကြောင့်ဘုရားသခင်တော်ရှင်ကျွန်တော်ကိုဘယ်လောက်ချစ်တယ်လဲ။သေမင်းတမန်ကျဲဂျိုင်ဝမ်းထဲမှာကျွန်တော်အားလုံးအပြည့်ရခ တေချင်းထဲမှာရောက်နေတော်냐လဲပဲဖျားသခင်ကသူ့ရဲ့သားသမီးတွေအတွက်ကဲတင်ချင်းစုချင်းစုကိုလာရောက်ပြီးတော့ပေးခဲ့တာဒါဖျားသခင်ရဲ့ကျွန်တော်ပေါ်မှာအနိုင်မဲ့မေတ္တာနဲ့ချစ်တဲ့ချစ်ချင်းမေတ္တာပဲဖြစ်တယ်ယခုလည်းပဲသင်္ကာတို့ချင်းလောကရန်တရားကြီးပေါ်မှာသွားရင်လာရင်လှုပ်ရှားရင်နဲ့အန္တရာယ်ထဲမှာရှိကောင်းရှိနေတိမ့်မယ်ဒုက္ခတွေထဲမှာသင်ရောက်ကောင်းရောက်နေလိမ့်မယ်သင်ရဲ့ဘဝတတမှာတို့ချင်းအခက်ခဲတွေနဲ့ကြုံကြိုက်ကောင်းကြုံကြိုက်နေရလိမ့်မယ်ဒါမှမဟုတ်ချစ်တဲ့မိတ်ဆွေဖျားသခင်ကသင်ကိုစောင့်ကြည့်နေတဲ့ဖျားသခင်ကသင်ကိုမဆာမဲ့ဖျားဖြစ်တယ်သင်ကိုကွယ်ကာမဲ့ဖျားဖြစ်တယ် တဲ့ပေါ်မှာအမြဲကယူဆိုင်တဲ့ဘုရားဖြစ်တယ်။သင်ကိုအမြဲတမ်းပဲဖေးမှပြီးတော့အမြဲတမ်းပို့ဆောင်ကောင်းချီးပေးနေတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ဒီနေ့စာလံဆရာကစာလံ23ကိုကြည့်တဲ့အခါမှာသင်မင်းရဲ့အရေးလွန်မှုတော့ဂျိုင်နဲ့သူရှောက်သွားရတော့လေ။တော့ဒီနေ့ကျွန်တော်ရဲ့သွားခြင်းလာခြင်းလှုပ်ရှားမှုရာအားလုံးကကျွန်တော်ရဲ့မျော်ကိုတဲ့အတိုင်းမဖြစ်ဖ ೇನೆ တခါလေသွားရင်လာရင်နဲ့သင်မင်းရဲ့ဂျိုင်ဝမ်းထဲမှာရှောက်လန်းနေရတယ်လို့ကျွန်တော်ကတခါတည်းပူပင်တော့ကတွေနဲ့လောကရန်တရားကြီးပေါ်မှာကျွန်တော်အားလုံးကစိုးရိမ်နေကြရတယ် ဒါပေမဲ့မစိုးရိမ်မကြောက်ကြရလေအောင်ဘုရားသခင်ကျွန်တော်ကိုထိန်ချောင်းပေးတယ်ဘုရားပြတယ်။ဒါကြောင့်စာလ23ကိုသင်တို့အားလုံးကအလွတ်ရအောင်လူတိုင်းကအာကုံဆောင်ကြတယ်။ဒီစာလ23မှာဘုရားသခင်ရဲ့ဂရုတော်တွေကအပြည့်ဝရှိတယ်။နော်။ထာဝရဘုရားသခင်ငါဤတိုးထင်းဖြစ်တော်မူ၏။ဘုရားသခင်ကကျွန်တော်တို့ရဲ့အရှင်ဖြစ်တယ်။ကျွန်တော်တို့ရဲ့သခင်ဖြစ်တယ်။ကျွန်တော်ကိုအမြဲတမ်းပဲထိန်ချောင်းပြီးတော့ကျွန်တော်ကိုအမြဲတမ်းပဲလမ်းပြပေးနေတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ထာဝရဘုရားသခင်ငါဤတိုးထင်းဖြစ်တော်မူတယ်။ငါသည်ဆင်းရဲမခံရဘူး။ဖယားရှိမှတော့ကျွန်တော်အားလုံးက ဆင်းရဲခံစရာအကြောင်းရှိဦးမလားဖယားနဲ့အတူရှိတဲ့သားသမီးတွေကဘယ်တော့မှစိတ်ပျက်စရာလည်းမရှိဘူးဘယ်တော့မှဝမ်းနည်းစရာကြောင်းလည်းမရှိဘူးဖယားအမြဲတမ်းမဆာကူညီခြင်းကိုခံစားနေရမှာဖြစ်တယ်။ဒါစိမ့်လန်းတော့ကြဆရာရဲ့နိုင်ငါ့ကိုအိတ်စီတော်မူ၏ငါတရားတော်မြင်တော့လမ်းပြတော်မူ၏တဲ့နော်ဒီနေ့ဖရာသခင်ကကျွန်တော်တို့ကိုဘယ်တော့မှစိုးရုပ်တဲ့နေရာကိုပို့ဆောင်နေဖရာမဟုတ်ဘူးစိမ့်လန်းတော့ကြဆရာတကယ်ပဲကောင်းမွန်တဲ့နေရာကိုဖရာကပို့ဆောင်နေဖရာဖြစ်တယ်ဣသလာလူမျိုးတွေ ။အိုခါနန်ပြည်ထီရဖျားရောင်းအောင်ပို့ခဲ့တယ်။ဘာကြောင့်လဲ?ကောင်းမြတ်ဆုံးသောနေရာကိုပြန်ပြီးတော့ရရှိဖို့ရန်အတွက်ဘုရားပို့ဆောင်ခဲ့တာဖြစ်တယ်။အခက်ခဲတွေရှိပါသေး၊အကျက်တဲတွေရှိပါသေး။လမ်းမရှိနေပါလမ်းမရှိတဲ့နေရာမှာဖြစ်နေပါစေ။ရင်မရှိတဲ့ရမှာဖြစ်နေပါစေ။အစာမရှိတဲ့ရက်ဒေသမှာရှိနေပါစေ။ဖျားအကုံလုံးကိုသူတို့ဘောမှာအပြည့်ဝကောင်းကြီးအကုံစင်တွန်းလောင်းပေးခဲ့တာ။နော်လမ်းမရှိရင်ဖျားကလမ်းဖောက်ပေးခဲ့တယ်။ရင်မရှိရင်ဖျားကရေရေထွက်အောင်လုပ်ပေးခဲ့တယ်။ရေရအောင်လည်းလုပ်ပေးခဲ့တယ်။ စားတရားမရှိရင်ဘုရားသခင်ကနောက်ဆုံးကောင်းငင်ကတောင်းမှသူကိုယ်တိုင်လှုပ်တဲ့မာနမုံကိုရွာသွင်းပြီးတော့ကျွေးကြတာဖြစ်တယ်။ဒီနေ့ကျွန်တော်ရသက်တာမှာလည်းပဲဘာရင်များဆိုရင်စရာလို့လဲ။လောကရန်တရားကြီးမှာကျွန်တော်အားလုံးကရှောင်လန်းနေရတာဖြစ်တယ်။ဒါဖရားရဲ့ပို့ဆောင်ကောင်းကြီးတွေကကျွန်တော်ကိုစိမ့်လန်းတော်ကျဆားရရတ်နိုင်ငါ့ကိုလမ်းပြတဲ့ပို့ဆောင်တဲ့ဖရားဖြစ်တယ်။အိတ်စီတော်မူတဲ့ဖရားဖြစ်တယ်။ ဒါကြောင့်ဖျားပါရှိတဲ့ကျွန်တော်ရဲ့အသက်တာကဒီဘာတွေများဆိုးရစရာရှိအောင်မလဲချစ်တဲ့မိစေပေါ့နော်ဒါကြောင့်ငါဝိညာဉ်ကိုအားဖြင့်နာမတော်ဘုအလို့ငါတရားလမ်းတဲ့သို့သွေးဆောင်တော်မူ၏အကယ်၍တေမင်းရဲ့ရိတ်လွမ်းမှုသောဂျိုင်တဲ့သို့ရှောက်သွားရတော့လေဘေးရန်ရဲ့ကိုမကြောက်ပါအကြောင်းမူကားကိုတော်ဒီအကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လန်ဒန်တော်နဲ့တောင်ဝင်းတော်ဒီအကျွန်ုပ်ကိုချမ်းသာစေပါ၏ဒီနေ့ချစ်တဲ့မိစေပေါ့နော်တင်းရဲ့ဘဝတတမှာအခက်ခဲအကျက်တဲတွေရင်ဆိုင်နေရပါစေ။ ုက္ခတွေတတိချင်းနဲ့ဘဝကိုယုံကံနေရပါစေ။သင်ရဘဝတက်တာမှာလို့ရှင်တခါတည်းလုံးဝဆိုရှင်ညမပြတ်သင်ရဆိုရှင်ဒုက္ခရောက်နေတယ်လို့ခံစားနေရပါစေ။သင်ရဆိုရှင်သင်ခံစားနေရတဲ့အချိန်မှာဖရာစီကိုရောက်အောင်ပါခဲ့ပါ။ဖရာနဲ့အတူလက်တွဲကြည့်လိုက်ပါ။ဖရာကိုအမြဲတမ်းပဲဖိတ်ခေါ်လိုက်ပါ။ဖရာကိုအမြဲတမ်းပဲဆုတောင်းကြည့်လိုက်ပါ။ဖရာအတူပါရှိလာတဲ့အချိန်ခါလေးဟာသင်အတွက်အေးချမ်းခြင်းတာယာခြင်းဝါပြောခြင်းနဲ့ဝမ်းမြောက်ခြင်းအပြည့်ဝ ခံစားရမှာဖြစ်တယ်။ဒါကြောင့်ဖယားသခင်ကဆိုရှင်ကျွန်တော်တို့ပုံမှာဆိုရှင်ဘေးအန္တရာယ်မကြောက်ရအောင်အမြဲတမ်းပဲမစိုးရိမ်မကြောက်ကြရလေအောင်အမြဲလမ်းပြပေးနေတဲ့အမြဲကူညီပေးနေတဲ့အမြဲဖေးမပေးနေတဲ့ဖယားဖြစ်တယ်။ဒါဒီနေ့ဖယားသခင်ကကျွန်တော်တို့နဲ့အတူရှိတော်မူတဲ့ဖယားဖြစ်တယ်။ကျွန်တော်တို့နဲ့အတူရှိတော်မူတဲ့ဖယားသခင်ကိုကျွန်တော်ကဘာလုပ်ရမလဲ။ခိုးလုံရမယ်၊ကိုးစားရမယ်၊ယုံကြည်ရမယ် နော်ကိုးကွယ်ရမယ်စီးကပ်ရမယ်ဒါကကျွန်တော်တို့လူသားတွေရဲ့တာဝန်ဖြစ်တယ်ကျွန်တော်လူသားတွေကတော့ရှင်ဖရားတရား၌အသက်တာကိုရှင်သန်ဖို့ရန်အတွက်လုံမပင်ကြီးကြီးတယ်ဖရားနဲ့တွေ့ပြီးတဲ့ချိန်ကတင်းရဲ့ရောက်ရှိလာမယ့်အရာဒီဒုက္ခတွေပဲဖရားနဲ့တူတူသွားတဲ့ချိန်မှာတင်းမှာတင်းရဲ့ရောက်ရရှိမယ့်ကောင်းချီးမင်္ဂလာတွေကချမ်းသာခြင်းတွေပဲဒါဆိုကျွန်တော်အားလုံးကဘာကိုရွေးချယ်ကြမလဲဒီနေ့ချက်တက်မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်ရတက်တာမှာဖရားကိုရွေးချယ်မယ်ဆိုရင်ကျွန်တော်ဘာလို့မလဲ အာကျွန်ုပ်ခွက်ဖလားတီရှံလျက်ရှိပါ၏အကယ်စင်စစ်ကျွန်ုပ်ဒီကျေးဇူးနဲ့ကရုဏာတော်တသက်လုံးခံစား၍ထာဝရဘုရားရဲ့အိမ်တော်မှာအစဉ်ပြေနေရလိမ့်မယ်ဒီနေ့ဒီနေ့ဖရားကာကွယ်ပေးတဲ့အိမ်တော်ဖရားကာကွယ်ပေးတဲ့အသက်တာဒီဘလောက်ဝမ်းမြောက်စရာကောင်းမလဲနောက်ဒီနေ့ကျွန်ုပ်ရဲ့အသက်တာမှာဆိုရှင်စိုးရိမ်မှုတွေဒေါကတွေဒုက္ခတွေကြုံကြိုက်နေရတဲ့ခါမှာမောင်မိုက်ဆုံးသောအချိန်မှာဘလောက်ပဲရှိနေပါသေးဖရားသခင်ကိုစက်ကပ်လိုက်ပါဖရားသခင်ကိုကိုးကွယ်လိုက်ပါဖရားသခင်ကိုယုံကြည်လိုက်ပါဖရားသခင်ကိုခေါ်လိုက်ပါ ဒါလို့ချင်းကျွန်တော်ကို အမြဲတမ်းဘုရားကကာကွယ်ပေးနေမယ်။ဘုရားကိုအမိတဲ့လှုပ်ရင်ကျွန်တော်အတွက်လုံးဝလဲသွားမယ်ဆိုတာမရှိဘူး။အမြဲတမ်းဘုရားကထူထောင်ပေးသွားမှာဖြစ်တယ်။ကျွန်တော်အားလုံးကအမိတဲ့လှုပ်တာဘုရားနဲ့အမြဲတမ်းရှိဖို့ရန်အတွက်ကျွန်တော်ပါလို့ရှိရင်အလုံးမပင်အရေးကြီးပါတယ်။ဒါဒီနေ့ကျွန်တော်ရတက်တာမှာဆိုရှင်ဘုရားသခင်ကကျွန်တော်ပေါ်မှာအဆက်မပြတ်ကျွန်တော်ကိုကောင်းချီးပေးတဲ့ဘုရားဖြစ်တယ်။ ထေးမတဲ့ဘုရားဖြစ်တဲ့ပို့ဆောင်ပေးတဲ့ဘုရားဖြစ်တဲ့ဒါကြောင့်ဒီနေ့စာလံဆရာရဲ့တိုက်တွန်းတော်မူတဲ့အတိုင်းပဲသာဝရဘုရားကကျွန်တော်တို့ရဲ့တိုးထင်းရှင်ဖြစ်တယ်ကျွန်တော်ကိုလမ်းပြရှင်ဖြစ်တယ်ကျွန်တော်ကိုကွဲကားရှင်ဖြစ်တယ်အဲကြောင့်ကွဲကားရဌာနတော်အောက်မှာကျွန်တော်အားလုံးကနေထိုင်သွားလာပြီးတော့ဘေးကင်းခြင်းလုံခြုံခြင်းအသက်တာမှာစိတ်ချခြင်းယုံကြည်ခြင်းနဲ့ကျွန်တော်ရှိဖို့ရန်အတွက်ဒီဘုရားကိုအမြဲမျက်မှောက်ပြုပြီးတော့အသက်ရှင်နိုင်ကြတယ်ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေဒီကိုချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဘုရားအထူးကောင်းချီးချပါစေ you <laughs>